မင်္ဂလာပါခင်ဗျာဒီနေ့မှတော့ကျွန်တော်တို့လူတိုင်းနီးပါးကြုံဖူးကြတဲ့အခက်အခဲတစ်ခုကိုဖြေရှင်းပေးနိုင်မယ့်စာအုပ်ကောင်းတစ်အုပ်အကြောင်းပြောပြပေးသွားမှာပါခင်ဗျားတို့လည်းဒီလိုအခြေအနေမျိုးကြုံဖူးမှာပါလူတွေအများကြီးရှိတဲ့ပွဲတပွဲကိုရောက်သွားတယ်ဒါမှမဟုတ်လုပ်ငန်း networking ပွဲတစ်ခုကိုတက်ရောက်ထက်တယ်ကိုပေးမှာလူတွေအများကြီးပဲဒါပေမဲ့ဘသူကဘဲကဆက်ဖီစကားပြောရမှမသိဘူးရင်ထမ်းမှာဒိန်ကနေဖြစ်ပြီးငါ့ကိုများအဖတ်မလို့ရင်ဘယ်လိုလုပ်မလဲ ငါပြောလိုက်တဲ့စကားကရေစရာဖြစ်သွားမလားဆိုရဲအတွေးတွေနဲ့ခြေုံခြာုံဖြစ်နေခဲ့ဘူးလားဟုတ်ကဲ့အဲ့ဒီလိုအခြေအနေတွေအတက်အကောင်းဆုံးလမ်းညွန်ပေးနိုင်မဲ့စာအုပ်တူရှိပါတယ်အဲ့ဒါကတော့ Mark Rhodes ရေးတတ်ထားတဲ့ How to talk to absolutely anyone ဆိုတဲ့စာအုပ်ပဲထပ်ပါတယ်ဒီစာအုပ်ရဲ့အတိအကန့်ကပါလာဆိုတော့လူတွေနဲ့စကားပြောဆိုဆက်ဆံရတဲ့တတိနဲ့ကျွမ်းကျင်မှုဆိုတာ မွေးရပါအရေးချင်းမဟုတ်ပဲလေ့ကျင့်ယူလို့ရတဲ့အလေ့ကျင့်တစ်ခုသာဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ site to macro ဆရာကျွန်တော်တို့ကိုပထမဆုံးထောက်ပြထားတာကတော့ကျွန်တော်တို့မှရှိနေတဲ့အကြီးမားဆုံးအတားအဆီးဟာငင်းပယ်ခန့်ရမှာကိုကြောက်တဲ့စိတ်နဲ့ကိုကိုကိုယုံကြည်မှုမရှိခြင်းပဲဖြစ်တယ်လို့ဆိုပါတယ်။ဒီအကြောက်တရားတွေကိုကြော်လွင်နိုင်ဖို့အတွက်သူကလက်တွေ့ကျတဲ့နီလန်ကောင်းတွေကိုမျှဝေဖိထားပါတယ်။ပထမဆုံးတစ်ချက်ကတော့ mindset ကိုပြောင်းလဲပစ်ဖို့ပါပဲ။ ိုယ်စိတ်ထဲမှာငါကစကားပြောတာမတော်ဘူးလို့တွေးနေမယ်အစားဒါဟာငါလိချင်းယူလို့ရတဲ့ skill တစ်ခုပဲလို့ပြောင်းလဲလက်ခံလိုက်ဖို့ပါပဲစကားဆက်ပြောတယ်ဆိုတာကိုယ့်ကိုအကဲဖြစ်ခံဖို့မဟုတ်ပဲတခြားလူတယောက်နဲ့ယဉ်ညိမှုတည်ဆောက်ဖို့သူ့အကြောင်းကိုစိတ်ဝင်စားစွာလေ့လာဖို့ကြိုးစားမှုတစ်ခုလို့ရှုမြင်လိုက်တာနဲ့အများကြီးတက်တောင့်တတထက်သွားပါလိမ့်မယ်ဒုတိယတစ်ချက်ကတော့အသေးစားအောင်မြင်မှုတွေကနေစတင်ပါတယ်ဥပမာ ကော်ဖီဆိုင်ရဲ့ဝန်ထမ်းတောင်ကိုပြုံးပြပြီးကျေးဇူးစကားပြောတာမျိုးစတိုးဆိုင်ကအယောင်ဝန်ထမ်းကိုပစ္စည်းတစ်ခုအကြောင်းမေးမြန်းတာမျိုးလိုအန်ဒီအကင်းနဲ့စကားပြောဆိုမှုလေးတွေနဲ့စတင်လီချင်ခိုက်ပါတယ်ဒီလိုလီချင်ခြင်းနဲ့ကိုယ့်ရဲ့ယုံကြည်မှုကတခီးရွေးတက်လာမှာပါနောက်တစ်ဆင့်ကတော့တကယ်တမ်းစကားဆက်ပြောဖို့အတွက်အဖွင့်စကားဘယ်လိုပြောမလဲဆိုတာပါမတ်ရော့စ်ကအရန်ကောင်းတဲ့နီလန်တစ်ခုညွန်ပြထားတယ် အဲ့ဒါကတော့ situational openness တို့ခေါ်တဲ့အခြေအနေပုံမူတည်ပြီးစကားဆအချင်းပါပဲဆိုကြပါစို့ခင်ဗျားတို့နေအောင်လုံးက coffee တန်းမှာ တန်းစီနေတယ်ဒီဆိုင်က coffee ကတော့တကယ်ကောင်းတာပဲနော်ဆိုတာမျိုးဒါမှမဟုတ်ပန်းချီပြပွဲတစ်ခုမှဆိုရင်ဒီပန်းချီကရဲ့အယောင်သုံးထားတာသဘောကျစရာပဲဗျာဆိုတာမျိုးလို့ကိုနဲ့စကားပြောမဲ့သူနဲ့ဂျားရမှာတူညီတဲ့အခြေအနေတစ်ခုကိုအသုံးပြုပြီးစကားဆတာဟာအရန်အောင်မြင်ဆုံးနဲ့အတဘာဝကြအောင်နီလန်တစ်ခုပါ စကားစပြီးသွားပြီဆိုရင်တော့နောက်တစ်ဆင့်ကစကားဝိုင်းကိုဆက်ထိန်းတာနေဖို့ပါဒီနေရာမှာအရေးကြီးဆုံးကမေးခွန်းတွေမေးတတ်ဖို့နဲ့တကယ်နားထောင်တတ်ဖို့ပါ ဟုတ်ကဲ့ဟုတ်တယ်မဟုတ်ဘူးဆိုတော့အလွဲတကူဖြီးလို့ရတဲ့မေးခွန်းတွေအစားဘယ်လိုဘာကြောင့်ဘလို့ထင်လဲဆိုတော့မေးခွန်းမျိုးကစကားဝိုင်းကိုပို့ပြီးအသက်ဝင်စေမှာပဲပြီးတော့ကိုကပဲတယောက်တည်းပြောနေတာမျိုးမဟုတ်ပဲတစ်ဖက်လူပြောတာကိုစိတ်ဝင်စားနဲ့နားထောင်ပြီး ူပြောတဲ့အထဲကနေမေးခွန်းတွေပြန်ရှာမိတာကယင်းနှီးမှုကိုအမြန်ဆုံးတိဆောက်နိုင်တဲ့နိလမ်းပါ။နောက်ဆုံးအနေနဲ့ကိုယ့်ရဲ့ကိုယ်နေထိုင်မှုထိုက်ကိုလည်းမမေ့ဖို့အရေးကြီးပါတယ်။မျက်လုံးကိုကြည့်ပြီးစကားပြောတာ၊ပြုံးပြတာ၊ကိုယ်နေဟိုင်ထားကိုပွင့်လင်းစွာထားတာတွေကကိုယ့်ရဲ့ယုံကြည်မှုနဲ့ယင်းနှီးဖော်ယွမှုကိုပြသရာရောက်တယ်ပါ။ဒါကြောင့်မလို့အညစ်ချုပ်အနေနဲ့ပြောပါရင် Mark Rhodes ရဲ့ How to talk to absolutely anyone ဆိုတဲ့စာအုပ်ကကျွန်တော်တို့ကိုတဲ့ ကိုယ့်ရဲ့ mindset ကိုအရင်ပြောင်းလဲပြီးအကြောက်တရားကိုကျော်လွန်ဖို့လေ့ကျင့်မှုအသေးစားလေးတွေနဲ့ယုံကြည်မှုကိုတည်ဆောက်ဖို့အချင်းတွေကိုအတုံးပြုပြီးတဘာဝကြောက်ကြက်စကားစာပြောဖို့မေခွန်းကောင်းနေမေးပြီးတကယ်နားထောင်တတ်ဖို့နဲ့ကိုယ့်ရဲ့ကိုယ်နေထိုင်ထားကိုဂရုစိုက်ဖို့ဆိုရက်အတ ିକ အချက်တွေကိုလမ်းညွှန်ပေးထားတာပဲဖြစ်ပါတယ်ဒီစောက်သေးကနီလန်းတွေအတိုင်းသာ ဖြည်းဖြည်းလင်းလေ့ကျင့်သွားမယ်ဆိုရင်ဘသူနဲ့မဆို ဘယ်နေရာမှာမဆိုယုံကြည်မှုရှိရှိနဲ့စကားပြောဆိုနိုင်တဲ့သူတယောက်ဖြစ်လာမှသိကြပါတယ်။ကဲနောက်တစ်ခေါက်လူအများနဲ့တွေ့တဲ့အခါမှာတိတ်ဆိတ်စွာနဲ့ရှောင်ထွက်မသွားဘဲနဲ့ဒီစောက်ထက်ကနီလန်းလေးတွေကိုအသုံးပြုပြီးစကားဝိုင်းတစ်ခုကိုယုံကြည်မှုရှိရှိနဲ့စတင်လိုက်ကြစို့လားခင်ဗျာ။အားလုံးပဲအောင်မြင်တဲ့ဆက်ဆံရေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေ။နောက်တစ်ပတ်မှာလည်းဒီလိုစိတ်ဝင်စားစရာစာအုပ်ကောင်းတွေအကြောင်းဆက်ပြီးတင်ဆက်ပြသွားပါဦးမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။